လုံးမင်းမင်္ဂလာပါရှင်တရှိဖို့တက်မှကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်းကားအနေနဲ့လေယာပန်းနေနဲ့ပတ်သက်ပြီးတော့ရှင်းပြပြီးတော့မှာပဲဖြစ်ပါတယ်အပထမအဆုံးလေယာပန်းနေလေးကိုတွားပြီးတော့ခြေလိုက်မယ်နော်ဒီရဲ့လေယာအကွက်လေးကိုလေယာပန်းနေလေးလို့ခေါ်ပါတယ်ဟုတ်အာဒီနားမှာရှိတဲ့မျက်စိပုံစံတွေကကြတော့ show high ပေါ့နော် အဲဘယ်လိုလဲဆိုလို့ရှိရင်အခုမျက်စိပုံစံလေးဖြစ်ဖွင့်လာတဲ့အတွက်ကြောင့်မလို့ဒီလေယာလေးကိုလာပြီးတော့မြင်နေရတယ်။အဲဆိုရင်မျက်စိပုံစံလေးကိုပိတ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့လေယာလေးကပျောက်သွားနိုင်မယ်ပေါ့နော်။ပြန်ဖွင့်ရှင်းတယ်ဆိုလို့ရှိရင်မျက်စိပုံစံလေးကိုပြန်လာပြီးတော့နှိပ်ပြလိုက်ပါဒါဆိုရင်အဲ့ဒီရဲ့လေယာလေးကပြန်ပြီးတော့ပေါ်လာပါလိမ့်မယ်။ဒါကတော့ show hide show hide ပြီးနောက်မှရှိတဲ့ဒီအကွက်လေးကိုဘာလို့ခေါ်လဲဆိုရင်တက်မနေလို့ခေါ်ပါတယ်။အဲ့တော့ဒီရဲ့တက်မနေကိုကြီးကြီးလေးမြင်ရှင်းတယ်ဆိုရင်တက်မနေပေါ်မှာပဲ right click ေးနေလိုက်ပါပြီးလို့ရှိရင် lash temni ဆိုတာလေးကိုတစ်ချက်နေလိုက်ပါဒါဆိုရင် temni ကိုအကြီးမြင်ရလိမ့်မယ်ပေါ့နော်အဲ့တော့ temni နဲ့မပေါ်ခိုင်းစီရှင်းနေဘူးဆိုလို့ရှိရင် right click နေပြီးတော့ no temni ကိုနေလိုက်ရင် temni နဲ့မပေါ်တော့ဘဲနဲ့ဒီလိုအကွက်လေးနဲ့ပဲလာပြီးတော့ပေါ်ပြီးနေပါလိမ့်မယ်အဲ့တော့ကိုအဘယ်လျာပါလဲဆိုတာလေးတကူကြည့်ဖို့အတွက်အာ temni ကိုပေါ်ထားမယ်ပေါ့နော်ဆိုရင်ဒီရဲ့ temni ပေါ်မှာပဲ right click နေလိုက်မယ်ပြီးလို့ရှိရင် median temni ဆိုပြီးတော့ယူလိုက်ပါမယ်ဒါဆိုရင်အာဘယ်လျာဘယ်ပုံလဲ ဆိုတဲ့ဟာတွေကိုလာပြောပြပေးပါလိမ့်မယ်။အဲ့တော့တက်မနေရဲ့ဘေးနားမှာရှိတဲ့ရှိတဲ့နာမည်လေးရတော့အဲ့ဒါလီယာရဲ့ name ပေါ့နော်လီယာနာမည်လေးကိုပြောရှင်းတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် rectangle paw ဆိုလို့ရှိရင်ဒီရဲ့လီယာလေးပေါ့နော်အပြားရံဖြစ်တဲ့အတွက်ကြောင့်မို့ဒီလီယာကို blue ဆိုပြီးရှင်းနိုင်မယ်အဲ့တော့ အာလေယာနာမည်ပြောင်းရှင်းနေဆိုလို့ချင်းဒီရဲ့လေယာရဲ့နာမည်ပေါ်မှာပဲနှစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ဒီရဲ့အပြရောင်လေးနဲ့ဆက်လက်လေးဖြစ်သွားလိမ့်မယ်ပေါ့နော်အချိန်မှာကိုပြောင်းရှင်းတဲ့နာမည်လေးလာပြီးတော့ရိုက်ထည့်လိုက်လို့ရပါတယ်ဒီအောက်ကလေယာတွေလည်း အပေါ်လီယာအတိုင်းပဲပေါ့နော်လီယာနာမည်ပြောင်းရှင်းဒီရဲ့လီယာနာမည်ပေါ်မှာ next double click နိုင်မယ်ပြီးလို့ရှင်ကိုပြောင်းရှင်းတဲ့နာမည်လေးလာပြီးတော့ရိုက်ထည့်လိုက်ရပါတယ်အဲ့တော့ဒီအောက်နားမှာရှိတဲ့အပောင်းပုံစံလေးပေါ့နော်အဲ့ဒါကမလောက်တာလဲဆိုရင်လီယာကိုပွားတာပဲဖြစ်ပါတယ်အဲ့တော့လီယာဒီအနီအောင်လီယာလေးကိုနှစ်ခုပွားရှင်းတယ်ဆိုလို့ရှင်တူဆွဲပြီးတော့ဒီအပောင်းနာလေးကိုလာပြီးတော့ချလိုက်ပါအဲ့ဆိုရင်လီယာက red နဲ့ red copy ဆိုပြီးနှစ်ခုဖြစ်သွားလိမ့်မယ်ပေါ့နော် တော့သူကို move to you ပြီးတော့ရွှေ့ကြည့်ပါလိမ့်မှာမယ်ဒါဆိုရင်လေယာဉ်ကနှစ်ခုဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီရဲ့လေယာဉ်လေးကိုပြန်ပြီးတော့ copy ပွားထားလေယာဉ်လေးကိုဖြတ်ရှင်းနေမှာအမိုက်ပုံလေးရှိရပေါ့နော်သူ့ဆွဲပြီးတော့အမိုက်ပုံပုံစံလေးကိုတော့ထည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီရဲ့ခုနကတော့ copy ပွားထားတဲ့လေယာဉ်လေးကပြန်ပြီးတော့ပြတ်သွားပါလိမ့်မယ် ဲ့တော့ဒီနာလေးမှာရှိတဲ့ folder ပုံစံလေးပေါ့နော်။သူကကြတော့ layer တွေကို group ဖွဲ့ပေးရပဲဖြစ်ပါတယ်။အဲ့တော့ကို group ဖွဲ့ရှင်တဲ့ layer တွေကို select လုပ်လိုက်ပါ။ဒီ blue နဲ့ red နဲ့ဟို control ပြီးပြီးတော့ထောက်လိုက်မယ်ပေါ့နော် S1D လေးရနှစ်ခါဆက်လက်ဖြစ်သွားဖြစ်ပြီးတော့ပြီးဆိုရင်သူ group ဖွဲ့ရှင်တာဖြစ်တဲ့ကြောင့်ကြောင့်မလို့သူတို့နှစ်ခုဆွဲပြီးတော့ဒီ folder ပုံစံလေးတွေထည့်လိုက်ပါမယ်ဆိုရင် group ဆိုပြီးတော့ပေါ်လာလိုက်မယ်ပေါ့နော်အဲ့တော့အဲ့ဒီရဲ့ group 1ထဲမှာအာခုနတော့ Brunei Red လေးရလေးရှိနေပါလိမ့်မယ်အဲ့တော့ဒီ group 1နာမည်ကိုလည်းအာလေးရနေနေပြောင်းมาဖြစ်တဲ့အတွက်ကြောင့်မလို့သူကိုနေပြီးတော့ဒီနဲ့ အားနဲ့ဆိုပြီးပြလိုက်မယ်ပေါ့နော်အဲ့တော့ဒီရဲ့ group လေးကိုလာပြီးတော့မျက်စိဖွင့်ကြည့်လိုက်လို့ရှင်လဲခုနကတော့ဟမ်ညီမတို့ red နဲ့ blue နဲ့ group ဖွဲ့ထားတဲ့တရားလေးပြောက်သွားမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ချီရှုပေးတဲ့အတွက် အားလုံးကျေးဇူးများတင်ပါတယ်အာထပ်ပြီးတော့ဒီချင်တာလေးရှိလို့ရှင်ね comment box မှာရေးခဲ့ပေးပါအောင်ရှင်